ဒီအုပ်စုတွေကိုနိုင်ငံသားရက်စဲလိုက်တယ်ဆိုတော့ကောင်းတော့ကောင်းတယ်ဗျဒီအုပ်စုတစ်စုလုံးနိုင်ငံသားဖြစ်တဲ့ရက်စဲခံလိုက်ဖြစ်တဲ့အတွက်နိုင်ငံသားအဖြစ်ပြန်လဲလျှောက်ထားဖို့ကပုံဝင်ပြောရင်တော့တော်တော်လေးခက်ခဲကြတဲ့သွားပြီသူတို့ကသူတို့အဖြစ်တွေကိုဝန်ခံပြီးတော့တောင်းပန်ပြီးတော့မှနိုင်ငံတော်စီမှာအဖြစ်ဝန်ခံပြီးတော့ကျွန်တော်တို့ပြည်ရင်းပြောင်းလာပါရစေဆိုပြီးခွေးလိုဝက်လိုတခါတည်းဟိုလေးပဲလေးထောက်ကုန်ယုံပြီးတော့ရှစ်ခိုးတောင်းပန်မှတာလေနောင်လာမယ့်အစိုးရတွေကကဲကိုယ်နိုင်ငံသားတွေဆိုတော့တညာပြလိုက်ပါဆိုဖြစ်ဖြစ် မဲမင်္ဂလာပါကျွန်တော်ရေးဖို့ရထင်ပါဒီနေ့2025ရွေးလာ20ရင်းနဲ့မနေ့ကမှပြန်လေကျေစွလိုက်ပါတယ်ဒီနေ့မနေ့ကမှပြောရမယ့်သတင်းထူးတွေကတော့တူလိုင်းတဖို့တွေရတက်ခတ်မှုကြောင့်ရုရှားပြန်စစ်တပ်ဘူဂျီပြဖြိုးကြုံနဲ့ဗီဆိုတီကောင်းဆောင်ပါဝါစစ်သားတွေတည်ဆောင်းနေတဲ့အကြောင်းနဲ့နောင်ချိုမြော့ကနောဆောင်ရတက်ပူသတင်းပြီးတော့မြန်မာစစ်အုပ်စုကိုလေရင်ရောင်းချနေသည့်တရုတ်လက်နက်ကုမ္ပဏီ AVIC မှယင်းနေမြို့နယ်မှုမြအားလုံးကို အဘတ်ကပြန်ယူသိမ်းလိုက်တဲ့အကြောင်းတွေဖြစ်ပါတယ်။နောက်မှလည်းကျွန်တော်တို့မနေ့ကကြက်ရောက်တဲ့ဒေါ်အောင်ဆန်းစုကြည်မွန်းတဲ့အထက်အမှတ်အနေနဲ့ကြက်သိန်း9000ကျော်ကိုဆေးရောင်ဆုပ်ရန်ဖြူဖြူကျော်သိန်းရဲ့ဂျပန်နိုင်ငံဖြူဖြူပွေးရက်ရက်ငွေပေါ့နော်ရက်ငွေပြန်ဒူတန်းခဲ့တဲ့အကြောင်းတွေကိုကျွန်တော်ပြောရအောင်ပြီးရင်နောက်မှသတင်းထူးတွေပေါ့နော်ဆိုတော့ဒီကျွန်တော်တို့နော့ဆောင်ရသတင်းတွေကိုစူးစီးပြီးတော့ကျွန်တော်တို့ဘီဘတ်သတင်းတွေလည်းနေပါမယ်နော်အင်းနင်းချာနာချင်းသတင်းတွေလည်းပါမယ်ဆိုတော့ဒါကိုကျွန်တော်တို့ဒီနေ့ပြောရမှာဖြစ်ပါတယ် ဆိုတော့ဒီမနက်ခင်းရဲ့ပထမဆုံးသတင်းကတော့မန္တလေးတန်းမင်းကျန်မြို့နယ်အနှစ်ကြီးရွာနဲ့ကွန်ကွေကြီးရွာအကြံမှာစစ်သားနေပြီးစိုးထင်းများလိုက်ပါလာတော့ကားကိုကြက်ဖြတ်တက်ခိုက်ခဲ့ရမှာရုရှားပြန်စစ်တပ်မူကြီးပြပြူးကြော်နေပြီးစိုးထီခေါင်းဆောင်ဆောင်မင်းသက်အပါဝါတောင်းဦးတည်ဆောင်ခဲ့ကြောင်းမင်းကျံဘလက်တက်ကတက်ဖွဲ့ခေါင်းဆောင်ဘူမခေကပြောဆိုပါဒီဟာကတော့ရွာလ18ရက်နဲ့ည6နာရီအခန့်အတွင်း မင်းကျန်မြော့နေမှာထွက်လာတော့ရရှဲပြင်စစ်တပ်ဗိုလ်ကြီးပြဖြိုးကျော်နဲ့အာပြပြပြကျုံနဲ့အနှစ်သာပြီဆိုတီခေါင်းဆောင်လာမနော်လိုက်ပါလာတဲ့ကားကိုကျွန်တော်တွန်လိုက်တဲ့ဖုတွေကတက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ဖြစ်စဉ်ကတရင်ရတော့ကကားတစ်စီးတည်းလာမယ်လို့တရင်ရတာ တကယ်သွားတိုက်တော့ကားနှစ်စီးဖြစ်နေတော့လက်နဲ့တွေကမရခဲ့ဘူးတဲ့တစီးတည်းဆိုပြီးအနှင်းကအပန်းဝမ်းပြခဲ့တာရရှယာပြန်မူကြီးလဲအာတည်တယ် ဝီဆိုတီခေါင်းဆောင်လဲတည်တယ်။ကားပေါ်ပါတဲ့၄ဦးထက်က၃ဦးတည်တယ်။ကျွန်တော်တို့ရေးပို့တွေအားလုံးကဘေကင်းဆိုပြန်ပြန်လေဆုတ်ခွာနိုင်ခဲ့တယ်ပြည်တို့။မင်းကြံဘလက်တက်မှာတက်ဖွဲ့ခေါင်းဆောင်ဘူမခိကအခုလိုပြောဆိုထားပါတယ်။ဒီကတော့တည်ဆောင်နေသူတွေကအမတတော်လေးကိုအကြီးကြီးဖြစ်တဲ့ရာရှိုက်ပြန်ပေါ့နော်သူတို့တွေကရာရှိုက်ပြန်ဆိုလို့ဆိုလို့ရှိရင်တတော်လေးကိုအထင်ကြီးနေတဲ့စက်ကောင်စီဘက်က ရရှာပြန်ကိုကျွန်တော်တို့လိုင်းတဖို့တွေကတော့ဆိုလဲလို့တမင်းနဲ့တော့မကြအောင်ဒီလိုမျိုးကိုကျွန်တော်တို့လိုင်းတဖို့တွေကတက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။နောက်မှာနောင်ချူတက်ပုကအခုချိန်မှာတတော်လေးကိုပြင်းထန်နေပါတယ်။စက်ကောင်စီကအာထိုးစစ်တွေကိုလည်းဆင်းနေလို့သိရှိရပါဒါကိုဖြစ်စဉ်ကိုနော်အသေးစိတ်ကိုကျွန်တော်တက်နေတယ်လို့ပြင်ပြီးပြောပြရမယ်။ချမ်းပီနေမြို့ပိုင်းနောင်ချူမြို့နေတွင်တက်ပွေများဆက်ဖြစ်ပြီးစစ်လို့ပြီးများကထိုးစစ်အခြေအနေကောင်းနေတယ်ဟုလင်းလေဝါရဖြန့်မှုများအရှင်မြင့်လာပါတယ်။ ဖြစ်နေတာတကယ်ဖြစ်နေတာကတဲပွေးတွေဖြစ်နေမဲ့စစ်တပ်ကအဓိကထိုးစစ်ဆင်နေတာပါတီလိုင်းတွေနဲ့ဒိုလန်ရဲပူပေါင်းတပ်တွေကခုခံစစ်ပဲလုပ်နေတာဒါတော်မှရဲတွေအများကြီးကြာနေပြီသူတို့စစ်ကို မတက်နိုင်သေးပါဘူးသူတို့နောင်ချုံမြုပ်ကိုပြန်ရဖို့ဆိုတော့စစ်တပ်ကစစ်တပ်အတွက်လွေနေရင်ပြန်ရတာကြာပြီပေါ့မလွေလို့သူတို့တဲမရလို့ဒီလိုကြာနေတာတဲပွေးတွေကတော့ နေတန်းကိုပြင်းထန်နေတဲ့စစ်တပ်ကတက်လာတက်တက်လာတိုက်ဘောနော်တက်လာလိုက်သေးသွားလိုက်ဘောနော်ဒီလိုမျိုးကိုလုံနေတာပြန်ဆိုးသွားလိုက်စစ်အင်အားပြန်ဖြစ်လိုက်တက်လာလိုက်တော့နေသေးသေးသေးသွားလိုက်ဒီလိုမျိုးကိုပြန်ဆိုးလိုက်နေတန်းတရားကိုလေးနေတာဟုနောင်ကျူမျိုးခန့်တူကရှင်းပြပါတယ်ဒီလိုမျိုးကိုဖြစ်နေတာကစစ်တပ်လိုပြီးတဲ့ဖက်ကတော့အအချင်းနေကောင်းနေပါတယ်ကောင်းနေပါတယ်လို့အမေတန်းအော်ဟစ်နေကြပါတယ်ဆိုတော့ခိုးချီမှာတော့စစ်ကောင်စီကနောင်ကျူမျိုးကိုသိမ့်ဖို့အတွက် သူတို့ရဲ့ထိုးစင်တွေကတတော်လေးကိုကြာနေရပြီအခုချင်းတစ်ကိုသူတို့လိုရာကိုမရောက်နိုင်တော့ဘူးကျွန်တော်တို့တွန်လိုက်ဖို့တွေကတော့ထိုးစစ်ကိုပြင်ပြီးတော့မစင်ဘူးအခုခံတဲ့အနေနဲ့ပဲလောက်နေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီတော့မှခုနကကျွန်တော်ပြောတဲ့မြန်မာစိုးစုကိုစစ်လေရင်ရောင်းချနေတဲ့တရုတ်လက်နက်ကုမ္ပဏီ AVIC မှရင်းနှီးမြှုပ်နှံမှုအားလုံးကိုအဘပြန်ရုပ်သိမ်းလိုက်ပဲလို့သိရပါတယ် တရုတ်နိုင်ငံကမြန်မာဆဲအုပ်စုအတွက်ဆက်လက်နဲ့တွေဆက်ဖက်အရက်ဖက်နှမျိုးသောနင်းပညာတွေနဲ့လက်ကျင့်သင်ကြားမှုတွေကိုအဓိကရောင်းချထောက်ပံ့တဲ့နိုင်ငံအဖြစ်ဆက်ရှိနေပြီးတော့ယခုလိုဂျန်ယာပါပတ်သက်မှုတွေကို အဆုံးသတ်ဖို့လိုပါတယ်ဟုပြောဆိုပါတယ်။ဒီဟာကအခုချိန်မှာအကြမ်းဖက်ဆဲအုပ်စုဟာဆက်ရရွေးမှုတွေအာဆက်လက်ကျူးလွန်နိုင်ဖို့လိုအပ်တဲ့ပန်ပိုးမှုတွေကိုတရုတ်အစိုးရအာတရုတ်အစိုးရပိုင်မနော် AVIC Avichen Na Commoning တွေကနဲ့အဓိကအထောက်အပံ့တွေရရှိနေတာဖြစ်တယ်။သူတို့အခုချိန်မှာ Airbus Commoning အနေနဲ့စီးပွားရေးနဲ့လူအခွင့်အရေးကိုစံနှောင်းမနော်လူအခွင့်အရေးစံနှောင်းတွေအပေါ်ဆက်လက်ပြီးတော့ခံမာစွာရည်တည်ဖို့လေလူပါတယ်ဟု ပြောဆိုပါဒီဟာကတော့အာ Jetdef Phone မြန်မာပြောရေးဆိုခွင့်ရှိသူအာမရတနာမောင်ကအခုလိုပြောဆိုတာဖြစ်ပါတယ်။သူတို့တရားက အဘစရဲ့ယင်းနေမျိုးနံမှုရွသိမ်းလိုက်ခြင်းကမြန်မာစိုးစုရုပ်စိုးစုစီမှာစစ်လက်ရင်တွေနဲ့အာဆက်ဆက်လက်နဲ့တွေပေါ့နော်လက်နဲ့တွေရောင်းချထောက်ပတ်နေတဲ့ AVIC နဲ့တရုတ်အစိုးရတို့အတွေ့ဗန်ဒါရစ်နဲ့ကုံတက်ခဗန်းစံရပေါ့နော် စေးဆက်ရမှာအာပေးစရာမှာ သေပေးစရာမှုတွေရှိမေဆိုတာကိုပြက်တာပြက်တာတဲ့သတင်းစကားပါလိုက်ပါတယ်ပက်လိုက်ခြင်းဖြစ်ပါတယ်လို့ဒီထက်မှာဖော်ပြတာဖြစ်ပါတယ်ဆိုတော့ဒီထက်မှာနေဖတ်နေတာကလည်းတော့အဆင်မပြေဘူးခက်လုံးနားလေးပြီးကြပါဆိုတော့ဒီဟာကတော့အခုကြည့်မှာဖြစ်ပေါ်နေတဲ့အာစစ်ကောင်စီကိုဒေါ့ရှော့ကိုအာထောက်ပံ့နေတဲ့ တရုတ်ရဲ့ company ပေါ့နော်တရုတ်အစိုးရရဲ့ company တခုလို့ပြောရမှာပေါ့နောက်တစ်ခုကဒေါ်အောင်ဆန်းစုကြည်မွေးနဲ့အထင်အမှတ်ကျသိန်း9000ကျော်ကိုဆေးရောင်ဆော့ရန်ဖြူဖြူကြော်သိန်းရဲ့ဂျပန်နိုင်ငံဖြူဖြူပွဲရငွေဖြန့်လူတိုင်းကပါလို့သိရပါဒီဟာကပြမလူမလဲဆိုလို့ရှိရင်အမျိုးသားညီညွတ်အစိုးရကျန်းမာရေးဝန်ကြီးဌာနက campaign တခုလောက်ထားပါဒီဟာဒီထဲမှာသိန်း9000ကျော်ကိုလူတိုင်းခဲ့ကြောင်းဖြူဖြူအင်းဂျပန်ကအသိပေးထားပါဒါကတော့အန်ဒီစုရဲ့အသက်80ပြည့်မွေးနဲ့အတွဲအလူလေးပါတဲ့ဆိုဒီဟာက အခု UNG မြို့တိုင်းကြီးအစိုးရ UNG ရဲ့ project မှာအခုချိန်မှာအာလုံနေကြပါဒီထဲမှာလူအန်လူအန်နေသေးတဲ့40ရာခိုင်နှုန်းဖြစ်တဲ့ US ဒေါ်လာကိုနော်တသိန်း63မြန်မာငွေ7,900ကျော်ကိုဖြူဖြူအင်းဂျပန်မှပါဝင်အားဖြင့်လူတန်းပါလေဟုအခုလိုမျိုး ND တက်ရှိကျမ်းမှာအန်ဒရီကင်းပါစေရှင်ဆိုပြီးတော့အာ ီဗျူကျော်သိန်းကဆူတောင်းပေးထားပါတယ်။ဒါကတော့အာဂျမ်းမာရက်တွေပေါ့နော်။စေယောင်တွေအတွက်ကိုလူပေးထားတာဖြစ်ပါတယ်။ဒါကအရန်ကိုကောင်းတဲ့လောက်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။မနေ့ကရွာလာစက်ကိုရင်းနဲ့မှာစက်ကောင်စီကတတော်လေးကိုတင်းကျပ်နေတဲ့ထဲကရန်ကုန်တွန်းဒေါအောင်ဆန်းစုကြည်ဤအသက်စစ်စေပြီးမွေးနဲ့အထင်းအမှတ်အနေနဲ့စစ်စေချစ်တဲ့သို့သောစာတန်းချက်ဆွေးထားပါတယ်။ဒါကတော့ အခုချိန်မှာစစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်မွေးနဲ့ကြားရောက်တဲ့အချိန်မှာဖမ်းဆီးမေဖမ်းမေစီးမေဆိုတဲ့စကားမျိုးကိုဒေါ်ရွှေကိုပြောနေတဲ့အချိန်မှာရန်ကုန်မြို့လေပေါ်မှာဒီလိုမျိုးကိုအာဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ရှိစိတ်ပြည့်တဲ့နေ့မှာစစ်စိတ်ချစ်တဲ့ဆိုတဲ့ဇာတ်တန်းကိုချစ်တာကိုကျွန်တော်မြင်တွေ့ရဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးကိုဖြစ်နေတယ်ဆိုတော့နောက်တစ်ခုကျွန်တော် ပြင်ပြီးတော့တင်ဆက်ပေးမှာကတော့ဖိုတနက်က MNDA နဲ့ SSBB SSA တို့အကြမ်းမှာအငင်းပွက်မှုများကို အာတက်ပွေးတွေနဲ့ဖြည့်ရှင်းခဲ့ကြပါတယ်ဒါကိုအခုချိန်မှာတော့လာရှုမှာ တွဲဆောင်ငင်းနံဆွေးနွေးခြင်းဖြင့်သဘောတူညီမှုရရှိခဲ့ပါတယ်လို့သိရပါတယ်ဒါကတော့ကောင်းတဲ့ဟာဖြစ်ပါတယ်သူတို့တရားကသူတို့မျိုးပိုင်းမှာဖြစ်ပြနေတာရှမ်းပြည်နယ်မျိုးပိုင်းမှာဖြစ်ပြနေတာပေါ့နော်အခုလိုမျိုးတက်ပိုးတွေနဲ့အာဖြည့်ရှင်းနေတာကလည်းရှိပါတယ်ဟိုတနေ့ကပဲကျွန်တော်တို့ non jew နဲ့ပေါ့နော်အာ non jew အာ non jew မျိုးနာပေါ့နော် DNA နဲ့ SSPB တို့ကတက်ပိုးတွေဖြစ်နေသေးတယ်ဒီလိုမျိုးကိုအခုကြည့်မှာတော့ MND တွေကတော့အာဆွေးနွေးနိုင်ခဲ့ပြီလို့သိရတယ်ဗောနော်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့နိုင်ငံတွေတော့မဆန်ဘူးဒါပေမဲ့လည်းကျွန်တော်အင်းနီနာချင်းလည်းဖြစ်တယ်ကျွန်တော်မြန်မာပြည်သူတွေကလည်းအဲ့ဒီနိုင်ငံကိုပဲအမေရခိုးလောင်နေတဲ့နေရာဖြစ်တယ်ဆိုတော့ဒီဟာကဘာလဲဆိုရင်ထန်းနိုင်ငံအခုစူညံမှုတွေထန်းနဲ့ပြက်မှုတွေတောက်လျှောက်ကိုဖြစ်နေတယ်ဘယ်လိုတွေဖြစ်နေလဲဆိုတာဆိုတော့ဆိုတာကိုအသေးစိတ်ဒီနေ့မှပြောပြအောင်မယ်ဒါကတော့အာနာတိမှုမဖြစ်ဖို့လွတ်တော်ကိုဖျက်သိမ်းရက်ထန်းအတက်ခံများတောင်းဆိုထားပါတယ်ဒါကတော့ဘယ်လိုတွေဖြစ်လဲဆိုလို့ရှိရင်ဒီဟာကကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဝန်ဆန်နဲ့ဖောင်းပြောဆိုမှုပေါ်ကြခဲ့ပြီးဖြစ်ပေါ်လာတဲ့တန်းပြည်အတွက်ထိခတ်နေနာမှုများကြောင့်ထန်းဝန်ကြီးချုပ်ပေထောင်တန်းပေထောင်တန်းနိုင်ရှင်ဝတ်အနေဖြင့်လွဲ့တော်ကိုဖျက်သိမ်းရန်အတက်ခံခေါင်းဆောင်နေတာဖောင်းရွက်ပညာတော်ဝက်ကဒီလိုမျိုးတောင်းဆိုလိုက်ကြောင်းဘန်ကော့ပို့စ်သတင်းဌာနကဖော်ပြထားပါဒီဟာကတော့သူတို့ထန်းနဲ့နာမည်ထန်းနာမည်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဖတ်မှတ်တာဆိုလို့ရှိရင်ခွန့်လုံနားလိပေးကြတော်တော်လေးကတော့ရှုပ်ရှက်ခတ်နေပါတယ် ဒီဖြစ်စဉ်ကဖြစ်ပျက်ခဲ့တာတွေဟာဝန်ကြီးချုပ်ပေထောင်တန်းရဲ့ယောင်ကြည်ဆဲချရမှုကိုနောက်ဆောင်ထိုးနှက်ချက်အထိုးနှက်ချက်ခဲ့ပါပဲသူရဲ့လောဆောင်ချက်ကအစိုးအစိုးရအပေါ်ပြည်သူလူထုရဲ့ယောင်ကြည်မှုလုံးဝကို ပြတ်စည်းစေခဲ့ပါတယ်ဟုအာနတ်ထနတ်ထဖုံကပြောပါတယ်။ဒီဟာကပေထောင်တန်းရဲ့အမားကို အခွင့်ကောင်းယူပြီးတော့ဖြစ်အားပေးမဲ့အဖွဲ့တွေကဒီမိုကရေစီကို ဖြစ်ခက်အစေနိုင်တဲ့ဖြစ်ရတွေကိုဖြစ်ရတွေအတွက်လို့ဆိုတာတွေကိုဒီနေ့ဒီနေ့နဲ့ဒါစီနံပါလိမ့်မယ်ဟုအာနထာဖုံက ပြောဆိုပါတယ်။ဒီကပြီးခဲ့တဲ့နနစ်နနစ်တာကာလအတွင်းမှာအစိုးရကသူ့ရဲ့ဂရီတွေကိုမဖြစ် မဖြစ်စည်းနိုင်ခဲ့ပါဘူးတဲ့။ခွဲစည်းပုံအခြေဥပဒေပြုပြင်ပြောင်းလဲရေးစစ်တပ်မြူဟာဟိုစစ်တပ် ဘူရိုကဘောနော် အာရေ ရေစီဘောနော်ရေစစ်တပ်ဗျူဟာက ရေစီ ပြန်လေ ဖွဲ့စည်းပုံနဲ့ပြည်သူလူထုရဲ့စီးပွားရေးအာပြည်တနာတွေအပေါ်အပါဝင်ဘောနော်အဓိကပြည်တနာတွေကိုလည်းမဖြစ်စည်းနိုင်ခဲ့ဘူးတဲ့အာနာအာနာယပါတီရဲ့စီးပွားရေးကျွမ်းကျင်မှုတွေအောင်မြင်လိမ့်မယ်လို့အာမျိုးလင့်ခေတာလောင်းဝတ်ကို ဖြစ်မလာခဲ့ဘူးဟုအာနထာဖုံးကပြောဆိုပါတယ် တရားကအခုဖြစ်နေတဲ့ဟာပေါ့နော်လက်ရှိဖြစ်တဲ့အားနဲ့ပတ်သက်ပြီးတော့ပြည်သူတွေလူထုရဲ့စိတ်ခံစားချက်တွေကြောင့်အစိုးရအင်ဒိုနဲ့အခြားနေရာတွေမှာလူစုလူဝေးတွေကို လောဖို့ဖြစ်အားပေးမယ်ပြီးရင်အဖွဲ့တွေရှိလာနန္ဒာတို့ကြောင့်နော်ပြည်သူတွေအသတိပြုတင်တာတွေကစစ်တပ်ကအာဏာသိမ်းလိုက်တာဟာအဖြစ်မဟုတ်ဘူးဆိုတာကိုဆိုတာပါပဲကျွန်တော်တို့ကျွန်တော်တို့စစ်ခံစားချက်တွေကိုဒီမိုကရေစီရဲ့ ဘောအပြင်ဘောနော်ဘောအပြင်ဖက်ရောသွားခွင့်မပြုဖို့လိုပါတယ်ဆိုပြီးတော့ဒီလိုမျိုးကိုပြောဆိုထားဖြစ်ပါတယ်။တရားကကျွန်တော်နားလည်မလို့ထင်ပါတယ်။ဆိုတော့ဒီထက်မှာတချို့မြန်မာဖက်ကသူတွေဘောနော်ဒီဆန္ဒပြမှုမှာကျွန်တော်ပြည်သူမြန်မာပြည်သူတွေထက်နိုင်ငံမှာကလည်းတတိုလေးကိုမြန်နေတဲ့အတွက်ကြောင့်အသွေးလာကိုခရုဆိုင်ကြပါခုချီမှာတော့စုငင်နေတဲ့အခြေအနေမျိုးဖြစ်ပါတယ်။အာနာလေးသိရင်သိနိုင်တယ်ဒါကြောင့်မလို့ဒီလိုမျိုးကိုမဖြစ်ပါ ဖြစ်လာမယ်ဆိုလို့ရှိရင်သတိထားကြပါအတူအလာကိုလည်းသတိထားပြီးနေကြပါလို့ကျွန်တော်တို့ပြင်ပြီးတော့ပြောပြခြင်းပါတယ်ဆိုတော့ဒီကကျွန်တော်တို့အင်းနီနာချင်းကဖြစ်ပြနေတာဖြစ်တဲ့အတွက်ကြောင့်ပြင်ပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်ဆိုတော့ဒီကကတော့ဒီမနေ့ကမှရရှိထားတဲ့သတင်းတူထုတွေကိုတနန်တလို့အချင်းချင်းပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်နောက်မှကျွန်တော်ဆူဆောင်းထားတဲ့ဗီဒီယိုဖန်ကဘာလဲဆိုလို့ရှိရင်တော်တော်လေးတော့ထူးဆန်းတယ်ဘာလို့ဆိုလို့ရှိရင်အသက်60နှစ်တောင်မှပြည်သူ15နှစ်တောင်မှပြည်သူတဲ့ကလေးတွေကိုအကလေးတွေပေါ့နော် ဒီထဲမှာကလစ်တွေက Blu-ray ဖြစ်လဲဆိုလို့ရှိရင် PDF တဲကိုဝင်မယ်ဆိုပြီးတော့အာအဲ့ဒီဘီဘီသူစစ်ယူကားနဲ့ထွက်သွားကြတာထွက်သွားပြီးတော့အဲ့ဒီဘီသူစစ်ကကင်းဆောင်နေတဲ့ထဲမှာတရားရေးမှာပေါ့နော်တရားရေးမှာအဖွဲ့ကဒီကလစ်တွေကိုမေးမြန်းပြီးတော့ဒီလိုမျိုးတော့ဘီသူမလဲဆိုပြီးမေးမြန်းတဲ့အချိန်မှာကျွန်တော် PDF တဲဝင်မယ်ဆိုပြီးတော့ပြောပြောသွားတာတဲ့ဘယ်လိုမျိုးကိုပြောသွားတော့ဒီထဲမှာပြန်ပြီးတော့ခေါ်လာခဲ့တယ်မေးမြန်းတဲ့ရွတ်တန်ဖန် တရားကဖြစ်နိုင်မဖြစ်နိုင်ကတော့ကိုယ့်အကူပဲစဉ်းစားတရားကတော့ကျွန်တော်တို့လေတရားကတကယ်လည်းအတီးတော့မပြောနိုင်ဘူးတရားကဖြစ်နိုင်လေဖြစ်နိုင်တယ်လေပြောလို့ရတယ်လို့မဖြစ်နိုင်ဘူးလေပြောလို့ရတယ်ဒီကလေးတွေရေပုံစံကြည့်ရတာကောနော်ဒီကြလေးကြည့်ကြည့်အောင်ကဲနားပါမင်းမင်းကခေါ်ရတယ်လို့ပြောတာလေဒီမှာတသေးလေးတွေငါမမဟုတ်တမ်းခေါ် PDF လုံးမဲ့သူတွေကြည့်ရတယ်စီလုံးသူကသူသွားသွားမယ်လို့ပြောကြအဲမင်းတို့ကဒါ PDF တဲသွားမှာပေါ့အင်း PDF တဲသွားမှာတယ်ဒီမှာနော် ကြည့် PDF ထားလိုက်ဖြစ်နိုင်မလားဒီကမင်းကဘယ်သူကစခေါ်တော့ဟမ်အကောင်ဘယ်လိုခေါ်တော့လိုင်းလာပဲပါလားဟင်းမလိုင်းပါဖြစ်တော့ဟင်းမင်းကသူ့ဆရာတနက်တွေ့တွေ့လို့လားဘယ်ဘယ်ကနေပြောတာတော့မင်းမလိုင်းပြတ်တက်မယ်ဆိုတာဖုန်းနဲ့ဖုန်းနဲ့မင်းဖုန်းကပါလားတော့ဖုန်းကမင်းကဟိုလုံးဝပြင် ဟောကြောက်ဘူးမင်းကဘာလုပ်လို့ရှိတော့ဘယ်နှစ်နှစ်ရှိပြီတော့တာ၄တာဘယ်နှစ်နှစ်တော့တာဘယ်နှစ်နှစ်တော့တာရောတာတာ၁၂နှစ်တာဆက်တနှစ်ဒါပီတီရတယ်သွားมาတယ်ကြည့်ကြပါဦးကြည့်တော့ကြမလားကြည့်တော့ကြအောင်မင်းဒီဘက်လက်ဟိုကဒီမှာမေးတာကတော့မင်းကဥဆောင်ခေါ်တာလို့ပြောနေတာမဟုတ်ကျွန်တော်ကိုတို့ရအောင်

လာဒီနားလာပြောတာကြောင်ပုံးတာပြောဟုတ်ကြောင်ပုံးတာပေါ့ဟုတ်တာကြောင်အမိတိုင်းမင်းလားဟုတ်တက်ကြွားတယ်ဘာမှမရှိဘူးကျင့်အမိတိုင်းရှိတယ်ကျင့်အမိတိုင်းငါရှင်းမလို့ပြောကျင့်အမိတိုင်းရှင်းအဲ့လိုပြောပါဦးတော့သူတို့ကသူနဲ့ဆိုရီလာခေါ်ကြမင်းတို့ PDF ပဲဖွဲ့တယ်ဝင်มาတော့ဒီခေါ်တာဘယ်သူတော့ PDF ဘယ်သူတော့ကောင်းပြီဒါနားလေးခေါ်တာ PDF ဘယ်သူတော့မင်းခေါ်တာ PDF ကောင်း ဟုတ်ကွာသူနမန်ဒီဦးမင်းနဲ့ဘယ်လိုတည်တော့မင်းနဲ့ဘယ်လိုတည်တော့သူနဲ့အိမ်နာဒီမင်းတို့အိမ်ပေးရအိမ်မဟုတ်ပါဘူးပမောင်းတယောက်ကသားနဲ့အိမ်နာဒီဒီရတယ်တော့ဒီဦးသူလေရီကဘယ်နေရမ်းမသိဘူးဖုန်းဆိုင်နဲ့ကင်ရတယ်ဘယ်နာဘယ်နာကိုလာခဲ့လို့ပြောတော့ဘူးတော့ရဟူတော့ရအော်ဒူတော့ရအော်ဒူတော့ရမင်းတို့ဒီကနေလမ်းဆောက်ပြီးသွားကြမှာပေါ့ဟုတ်ကဲ့အဲ့ဘက်ရောမျက်စိလဲနေအောင်ဖူးလျှောက်တာဖူးလျှောက်တာအဲ့ဘက်ရောက်လာ ။အော်တို့သွားရင်သွားရင်နဲ့မရောက်ဘဲနဲ့ငါတို့လုံကြုံရေးတွေနဲ့တွေ့တာ။ပြီးသူစက်တွေနဲ့တွေ့တာ။ပါအင်းမြဲမလို့ပါဆချောင်းလေးကဆချောင်းကြီးကတိလိုင်းရောပြန်မမယ်လို့ဒါပြန်မမယ်ဘောလည်းမတော်နိုင်ဘူးဘောကြောင့်ဒါမနဲ့တန်းတော့ငါတားတော့တားတော့အကြောင်းနေလားမနဲ့တန်းတော့သားနောက်ကလေးရောနေသားရောတားမနဲ့တန်းတော့ လေးတန်းမင်းကတော့အလုံးလုံးနေပြီဘောသူ့ဘာမို့သူ့ဘောမင်းတို့ဘာလို့ပီရရတယ်ဘာလို့ဖို့သွားမှာတော့ဥမပြောခြင်းပြောပြခြင်းဘာဘာလို့သွားမှာတော့ပီရရတယ်ဘောမသွားဘူးဘောမသွားနေဒီရစ်ပဲဝင်တော့မှာခုဩငါနှုတ်ဘူးနဲ့တိုက်မွေးရတော့မှာနှုတ်တိုက် သူ့အကူကဒီထဲမှာလည်းဝင်လာနေမှာမင်းမင်းသူ့အကူကဒီထဲမှာသူ့အကူကဒီထဲကဲဆိုတော့ဒီအရကသူ့တို့တွေကသူ့အကူတွေကလည်းဒီမှာဘီသူစစ်တီမှာရှိနေကြတယ်ဆိုတော့သူ့တို့တွေကတကယ်ဆိုရင်ဒလိုင်းတဖို့ရဲ့ယုတ်တန်တို့ဒလိုင်းတဖို့ရဲ့လော်ရှားမှုတွေယုတ်တန်တို့ကိုဒီဖောင်းတဲ့မှာတွေ့ပြီးတော့သဘောကျနေတာထင်တယ်။အဲလိုသဘောကျပြီးတော့ကလေးတွေကဝမ်းမေလော်ရော သွားနေကြတယ်လို့ကျွန်တော်တို့ယူဆရပါတရားကတကယ်သွားနေတာလားဒါမှမဟုတ်ရင်တရားကတော့တို့တို့တွေကဒိုလိုင်းတဖို့တွေကတကယ်အမှန်ဆိုလို့ရှိရင်ဒိုလိုင်းတဖို့တွေကဒီလိုမျိုးကလေးတွေကိုပြစ်တတ်မိပါညာဆိုပြီးတော့မင်းတို့တပီသူအာဒိုလိုင်းထဲဝင်လွယ်လာခဲ့ပါမဝင်ဘူးဆိုရင်ဒီလိုမျိုးချင်းချောက်မယ်လို့လုံးဝမဟုတ်ပါဘူးတရားကတို့တွေအာလူလင်လေးဖြစ်နေတယ်တရားကအခုအခုဆိုလို့ရှိရင်ဒီလိုမျိုးကိုလူလင်တွေတောရှော့ကိုပုံနေတာဒိုလိုင်းရဲ့တကယ်လောက်နေသူကဒီလိုမျိုးမချင်းချောက်ဘူးမပြောတာတရားက အခုချိန်မှာဒိုလန်ရေးတပ်ဖွဲ့တွေစီကိုဝန်လာဖို့အတွက်အဲ့လိုမျိုးချင်းချော့စရာအကြောင်းမလိုဘူးကြီးလက်ကလေးငေးတယ်စေနှစ်သားလေးတွေဝမ်မေဆိုဒီကောင်တွေကိုချင်းချော့တယ်မဟုတ်ဘူးတဲ့နော်ဒီကကသူတို့ဝမ်မေဆိုပြီးကျွန်တော်တို့တွားနေတာတဲ့ကဲဆိုတော့ဒိုလန်ရေးတပ်ဖွဲ့တွေကိုဘယ်လိုတိအားကြနေကြလဲပြည်သူစစ်တေးမှာနေပြည်သူစစ်ရွာတွေမှာနေပြီးတော့ဒိုလန်ရေးတပ်ဖွဲ့တွေစီကိုတွားနေကြတာကြည့်အောင်ဘယ်လိုတိအားကြနေကြလဲဒီသူတို့တွေကကလေးတွေကဟမ်ဒီတဲမှာလေကြီးလိုက်တော့ ပြီးသူတွေဘလော့အာလူငယ်တွေဘလော့ထိကလေးငယ်တွေတောင်မှအားကြပြီးတော့ဒီဟာကကျွန်တော်ငါတို့လော့ရမယ်အလို့ဆိုပြီးတော့သူကနေကြဒီဟာကအမှန်ဆိုလို့ရှိရင်တော့ကလေးငယ်တွေကကိုကြည့်မှာတကယ် PDF ဖိုလ်ဒီတိုလန်ရုပ်ကိုနားလေလို့သူကနေတဲ့လူမဟုတ်ဘူးဒါကတော့မှန်တယ်ဒါမှမဲ့လေဒီချင်းမှာတိုလိုင်းတဖို့တွေရဲ့အာလော့ရှားမှုတွေသွာလာမှုတွေမန်ကန်တဲ့တွေ့ကြုံဒီဟာသဘိုးချမ်းမှုတွေရှိတယ်ဒါကြောင့်မလို့သွားဖို့စီစီတာတယ်သွားဖို့ကိုအာစီစီနေကြတာသွားနေကြတာဖြစ်ပါတယ် ဒါက PDF အဒီကက PDF ဖိုတွေကဒီမှာနေလေဗေနားမှာဗေယူမှာနေလေဆိုတာကိုလည်းအသေးစိတ်ပြောပြအချင်းမရှိဘူးအခုချိန်မှာကလေးငယ်တွေကိုခေါ်ပြီးတော့အာနေအမျိုးမျိုးပြီးတော့ပြင်ပြီးဆွေးတာမျိုးကိုလည်းအများကြီးရှိတယ်ဒီလိုမျိုးကိုအတောင်းချပြီးတော့ PDF ဖိုတွေလာဝင်ပါဆိုပြီးတော့သူတို့လိုချင်တဲ့အဟာကိုခေါ်သူတွေသူတို့ရဲ့လိုချင်မဲ့ဟာကိုခေါ်ပြီးတော့ဘာငင်ပြိမိတ်ဆိုပြီးခေါ်ပြီးတော့သူအခန်းနေလူအများကြီးရှိတယ်ဒီလိုမျိုးကိုသတိထားကြပါကလေးငယ်တွေခုတရားကတော့ပြီးသူဆွေးရထဲမှာရှိနေတဲ့သူတွေနော်သူတို့ တိုလင်းရဲ့တက်ဖို့တွေကတော့ဒီလိုအသက်မပြီးသေးတဲ့အာဆက်တော်နဲ့ဆဲလေးနှစ်တောင်မရှိသေးကလေးငယ်တွေကိုခေါ်မေးလောင်းဖို့မဟုတ်ပါဘူး။ဒီကကလောင်းမမဖြစ်ဘူး။သူတို့မိသားစုကလေးသူတို့လေးတို့အာတနာစရာကောင်းမှဒီလိုမျိုးကိုဖြစ်ခံရတာနော်။ဆိုတော့ဒီကသတိထားကြပါကလေးငယ်တွေတိုလေးကိုငေးသေးတယ်။ဒီကဒီလိုမျိုးပြောရမယ်လေဒီကောင်တွေကဘီသူစစ်တွေနေတော့မှမကြတော့ဘူး။ဒီကတောင်းနှစ်နှစ်တောင်းနှစ်နေရှိပြီဆိုရှင်ဒီကောင်တွေကတော့ပြီးဒီရုပ်မှအာတီရုပ်မှမလားမသိဘူး။တွေးရဲ့ ီသူစစ်ဖြစ်တော့မှာသူတို့ရဲ့အကူတွေကလည်းပြီးသူစစ်တွေမှာရှိနေကြတာဒါတော့မှ PDF တွေစကိုဝယ်မယ်ဆိုပြီးတော့သွားနေကြပြ UAP ဖြစ်ကိုထွက်နေကြဒီလိုမျိုးကိုဖြစ်နေတာဆိုတော့ကိုကျွန်တော်သိစင်ချင်တာနေရာကကလေးငယ်တွေကစားဒိုလိုင်းတဖို့တွေကိုအားကြနေပြီးတော့အာပြင်ပြီးတော့ဒိုလိုင်းရေးကိုလော့ချင်နေကြတယ်ဆိုတော့ကိုမီစင်ချင်ဖြစ်ပါတယ်နေရာကသူတို့ထိတ်ကတရင်ဗီဒီယိုယူသက်ဖန်ထွက်လာတဲ့ဟောနော်ဆိုတော့ဘလူးဝေးဖြစ်ဖြစ်နေရာကတော့စစ်မကောင်းပါဘူးဒီလိုမျိုးကိုအလိန်ခံရပြီးတော့သွားမှာကိုလည်းစိုးရင်ရတယ်ဒီပြင်ဒီကောင်တွေကလည်း ဖီသူစစ်တွေမှာဝင်ရမယ်ဒီဒူလိုင်းတစ်ဖက်ကမရောက်ဘူးဆိုရင်မရှိမရောက်ဘူးဆိုရင်ဆိုလို့ရှိရင်တော့မှဒီကောင်တွေကဖီသူစစ်တွေနေရတော့မှစစ်တော့မကောင်းဘူးเนาะဆိုတော့ဒီကတခုပေါ့နောက်တစ်ခုကအခုကျွန်တော်တို့ဒီအနုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့เนาะစစ်ကောင်စီကနိုင်ငံသားအဖြစ်ပေါ့ရက်စေးခဲ့ပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ကြုံမမင်းဘယ်လိုတွေပြောဆိုနေနားထောင်ကြည့်ခုပြည်ပြည်အနုပညာရှင်အုပ်စုရှိတယ်73ယောက်အဲ73ယောက်ကိုเนาะ73ယောက်ကိုအခု ပွင့်လဲပြောရအောင်7300ကိုဟွာလို့လဲဟွာနိုင်ငံသားဖြစ်ကနေပြတ်ဆဲပြီဆိုတဲ့စာလေးတစ်စောင်စထွက်လာတယ်ဒါတွေကလည်းဒီတက်မတော်ရဲ့တက်မတော်နဲ့ဆက်ဆက်တဲ့ Telegram တွေမှာစထွက်လာတာကျွန်တော်လည်းအဲ့ဒါကိုစထွက်လာတဲ့ချိန်မှာကြည့်လိုက်တယ်ကြည့်တော့မှဟာ ဒါတကယ်ကြီးလားတကယ်ကြီးလားပေါ့နော်တကယ်ကြီးလားဆိုတဲ့နေရာမှာကျွန်တော်တို့တကယ်ကြီးမလားခင်ပါပဲပြည်ပြမီဒီယာတွေကအဲ့ဒါကိုအုံနေခြင်းနဲ့ဖော်ပြလိုက်တော့ကျွန်တော်တို့လည်းရောင်းလို့ပြန်နေရောလွှတ်တာပေါ့နော်ရောင်းလို့ပြန်ရောလွှတ်ကြတာပေါ့နော်ဆိုတော့ तू ကသူ့ထုတ်ပြချက်ပါတော့နိုင်ငံတော်ရဲ့တည်ဆဲဥပဒေများကိုဖော်ပြကျူးလွန်ပြီးပြည်ပနိုင်ငံများတို့တရားမဝင်ထွက်ခွာသွားသောအောက်ဖော်ပြပါပုံကူများသည်တဲ့မြန်မာနိုင်ငံ၏အကျိုးကိုထိခိုက်စေနိုင်သောလှုပ်ဆောင်ခြင်းများအပြုလုပ်ခဲ့ကြကြောင်းစစ်စစ်ဖော်ထုတ်တွေ့ရှိရသဖြင့်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံမှ68အရအဖွဲ့စည်းသည့်ဘဝအဖွဲ့သည်တဲ့ပုံမှ68ပါလုတ်ပိုင်ခွင့်ကိုကျင့်သုံးလျက် ပုံမှန်16နှစ်အညီတဲ့ရင်းပုတ်ကများအားနိုင်ငံသားအဖြစ်မှရက်ဆဲခဲ့သည်တဲ့ဆိုပြီးပြောတယ်နော်တစ်ဖြူဖြူကျော်သိန်းနှစ်နာကြီးနော်၃ကိုပေါက်၄လင်းလင်း၅ချမ်းချမ်း၆ပိုင်ဖြိုးသူခုနှစ်မြန်နိုးအေး၈အာဇာနီ၉ခါရာ30ဇင်ဝိုင်း၁၁အဆိုတော်ဝင်းနိုင်စိုး၁၂ပြည်ဟင်းတရ73အောင်မြင့်မြတ်ဒီပုံကိုတို့တွေတို့တွေကိုအဲ့လို နိုင်ငံသားဖြစ်မှရစက်လိုက်ပါသည်တဲ့အလားတူပြစ်မှုကျူးလွန်သူတွေစစ်စစ်ဖော်ထုတ်အယူတော်ဖြစ်ကြောင်းဆိုပြီးတော့ဒါထုတ်ပြန်ထားတာတွေ့ရတယ်နာဆာကရဲ့ဒါတက်မတော်နဲ့နှိစက်တဲ့အဖွဲ့တွေဆီကနေထွက်လာတဲ့ Telegram တွေကထွက်လာတဲ့သတင်းအဲ့ဒါကိုပြည်ပြေးသတင်းမီဒီယာတွေကလည်းအုံနေချင်းနဲ့ဝိုင်းခေါ်ပြတော့ကျွန်တော်ကလည်းရောင်းလောပြန်နဲ့ရော့လွှတ်တာပေါ့နော်ဆိုတော့ဆိုတော့ကျွန်တော်စဉ်းစားကြည့်တာဒီလူတွေကပြည်ပအထွက်ပြေးသွားတာ2021ခရက်ကနော်21ခရက်က21ခရက်ဟာကိုပြီးတော့တောင်းလျှောက်အကြမ်းဖက်လုံဆော်မှုတွေလုပ်နေတာဒီကောင်တွေ2021ခရက်လုပ်နေတာ နတ်ဆောက်ကအစိုးရကြီးကခုကြမှာထားပြီးတရေးနိုးတော်တာလားကျွန်တော်စဉ်းစားလို့မရဘူးဒီ73ရောက်ဘူးခုမှထားတရေးနိုးတာလားပေါ့ဆိုတော့ကျွန်တော်စဉ်းစားနေဒီလူတွေခုမှထားတရေးနိုးနေတာလားပေါ့တကယ်တော့နိုင်ငံသားဖြစ်ကဆွန့်လွတ်တင်တာ2021စပြီးလှုပ်ရှားမှုဖြစ်တဲ့အစောဆုံး2022ပေါ့ဗျာ20လောက်ဆိုရင်ဒီကောင်တွေကိုဆွန့်လွတ်ဖို့နိုင်ငံသားဖြစ်ကရက်စဲပလိုက်ရမယ်လို့လုတ်ကိုလုတ်အောင်2020လောက်လေခုကြမှာထားပြီးရက်စဲတယ်ဆိုတော့ဘာလဲပေါ့နော်ကျွန်တော်စဉ်းစားနေဖြစ်တာဒါမှမဟုတ်လည်းတခုတော့စဉ်းစားပါရဲအမေရိကန်နိုင်ငံကအခုမြန်မာတွေကိုဝင်ခွင့်ပိတ်လိုက်တာကြောင့်အဲ့ဒါနဲ့အချိန်ကြီးဒီဘက်ကလည်း ရက်ဆဲတယ်ဆိုလို့လိုက်တော့ဟိုကောင်နေမြန်မာလဲတော့မြန်မာလဲပြန်လာလို့မရအမေရိကန်လဲဝင်လို့မရတရရနိုင်ငံတခုဘယ်သွားလို့ဘယ်သွားမသိဘူးခုနမြောက်တက်ကိုင်းလို့တဲ့ခွေးများလို့ပဲဟုတ်ပါဘူးတက်ကိုင်းလို့တဲ့ခွေးများလို့ပဲနော်အဲ့လိုဖြစ်ကုန်မလားပေါ့နော်ခွေးလေခွေးလေလေဖြစ်ကုန်မလားဆိုတော့ဟာနေရွေချက်နဲ့များလောက်သလားပေါ့နော်ဘယ်လိုကြောင်မှတော့မသိဘူးပြီးတော့နောက်တစ်ခုကဒီလူတွေတချို့တွေအစိုးရတဲ့နိုင်ငံသားရက်ဆဲထားပြီးသားမဟုတ်ဘူးလားလို့ကျွန်တော်တွေးမိသေးတယ်နောက်တစ်ခုကဆိုတော့ဘယ်လိုဖြစ်ဒီအုပ်စုတွေကိုနိုင်ငံသားရက်ဆဲလိုက်တယ်ဆိုတော့ကောင်းတော့ကောင်းနေပြဒီအုပ်စုတစ်စုလုံးနိုင်ငံသားဖြစ်တဲ့ရက်ဆဲခံလိုက်ရဖြစ်တဲ့အတွက်နိုင်ငံသားအဖြစ်ပြန်လဲလျှောက်ထားဖို့ကပုံမှန်ပြောရင်တော့ တော်တော်လေးခက်ခဲကြတဲ့သွားပြီ။သူတို့ကသူတို့အပြစ်တွေကိုဝန်ခံပြီးတော့တောင်းပန်ပြီးတော့မှနိုင်ငံတော်စီမှာအပြစ်ဝန်ခံပြီးတော့ကျွန်တော်တို့ပြည်နှင်းပြောင်းဝင်လာပါရစေဆိုပြီးခွေးလိုဝက်လိုတခါတည်းဟိုလေးဘက်လေးထောက်ကုန်ယုံပြီးတော့ရှစ်ခိုးတောင်းပန်မှတာလေနောင်လာမယ့်အစိုးရတွေကကဲကိုနိုင်ငံသားတွေဆိုတော့တညာပေးလိုက်ပါဆိုဖြစ်ရင်ဖြစ်မယ်။ဥဒိစ္စေဆိုလက်ထက်ကအဲ့လိုမျိုးနိုင်ငံသားရစဲထားတဲ့သူတွေအချို့တွေကိုပြည်ဝင်ခွင့်ပြန်ပေးလိုက်တော့တပြုံတမိုင်းဝင်ချလာတာအဲ့လိုရှိသေးတယ်။ဒါကြောင့်မို့လို့ဒီတုပ်စုလုံး73ရောက်ပေါ့။ရှေ့မှာလည်းကျင်ညာခဲ့မှုတွေနိုင်ငံသားဖြစ်နေရစဲတဲ့အောင်ကျင်ညာခဲ့မှုတွေဆိုတော့ ဒီလိုတွေကြီးညာခဲ့မှုတွေဖြစ်တဲ့အတွက်အခုလည်းထပ်ကြီးညာဖြစ်တဲ့အတွက်ပွန့်လည်းပြောရရင်တော့အာရစဲခံရတဲ့ကိစ္စတွေကတော့ဆက်တော့ဟိုနောက်ခုခုဟာကတော့ပွန့်လည်းပြောရရင်တော့နောက်တော့ဖော်ထုတ်မယ်ထပ်ရှိဦးမယ်ဆိုတော့ဟိုရစဲခံရတဲ့ကိစ္စတွေကတော့ဒါဒီတစ်ခေါက်ဒီအစိုးရနောက်လာမယ့်အစိုးရတွေကတော့ ပြန်ပြုတ်ပေမဲ့ဖြည့်ချော့ပေးလိမ့်မယ်လို့မမြင်တော့ဘူး။ဘာလို့လဲဆိုပြီးခဲ့တဲ့အချိန်ကြီးတော့နိုင်ငံတော်ဖြစ်စည်းအဲ့လိုမလုပ်ဘူး။ဒီတစ်ခါကနိုင်ငံတော်ဖြစ်စည်းတော်တော်ကြီးကြီးမှလုပ်ကြတယ်။ဒါကြောင့်မို့နိုင်ငံတော်ကတော့ဒီခေါက်တော့ခွင့်လွှတ်မယ်လို့မထင်ဘူး။ခွင့်လွှတ်ရင်လည်းခွင့်လွှတ်တဲ့နိုင်ငံတော်ကတော့အမိုက်နှင့်ပြင်ရှိသေးလားလို့ပဲမေးချင်တာနော်။ဆိုတော့ဒါလေးကတော့ဒီပြည်ပြည်အချမ်းပဲ73ရောက်ပေါ့နော်။အဲ့တော့သူတို့ဘဝတွေတော့ပြီးသွားပြီစသိန်းသွားပြီ။ကဲဆိုတော့ဒါကတော့တော်လန်အနုပညာရှင်တွေကိုနိုင်ငံသားအဖြစ်ကနေရက်စေးလိုက်တာနဲ့ပတ်သက်ပြီးတော့ကြုံမင်းမင်းပြောနေတာဖြစ်ပါတယ်။ဆိုတော့ဒီတဲ့မှာပြောတော့ရှိပါဘယ်လိုတွေပြင်ပြီးလို့ပြောလဲဆိုလို့ရှိရင်ဒီကောင်တွေကိုနိုင်ငံ တားအဖြစ်ပြန်ပြီးတော့တောင်းခံတယ်မျက်ရည်မျိုးခုနဲ့လှုပ်ထော့ပြီးတော့လာတောင်းပိုင်တော့မှအာနော့ပြောင်းလာမယ်အစိုးရကိုတောင်းပိုင်ရင်တော့မှရပ်ဒီတို့လေးကိုစဉ်းစားရအောင်မဒီကောင်တွေကပြိမှုကျူးလွန်တဲ့တို့လေးကိုမြားပါတယ်ဘွန်ခွန့်တော့ပေးရမှာမဟုတ်တော့ဘူးဒီကောင်တွေကိုပေးဝန်ခွန့်ပေးပြီးတော့ပေးမဲ့သူတွေကိုတော့တို့လေးကိုအာဒီအစိုးရကိုစဉ်းစားရအောင်ပါဆိုပြီးတော့ပြောနေတာဖြစ်ပါတယ်အမှန်ဆိုလို့ရှိရင်ကျွန်တော်တို့တို့လေးတက်ဖို့တဲ့အကောင်လုံးဒီအနုပညာရှင်တွေနိုင်ငံရဲ့အသနိုင်ငံသားအဖြစ်ပေါ့နော်ရဲစမ်းခံရတဲ့အပါပေါ့နော် ဒီတတော်လေးကိုဒီနိုင်ငံကို အာမချဲ့လို့သွားနေတာပေါ့ဒီကဒီနိုင်ငံကိုချစ်တယ်မင်းတို့လက်အောက်မှာမနေချင်လို့သွားနေတဲ့သူတွေကြီးကြီးပဲအကောင်လုံးကသူတို့မင်းတို့အုပ်ချုပ်တဲ့အချိန်မှာမင်းတို့ကြက်တယ်လို့ဒီနိုင်ငံကိုခြေလေးတဲ့အချိန်မှာတော့ကျွန်တော်တော်လေးဒီရဲတက်ဖွဲ့ဒီအနုပညာရှိတဲ့အပါလာပြီးတော့ဝင်ပါလိမ့်မဟုတ်ဘူးလာပြီးတော့လဲလာခုံခုံလောက်မဟုတ်ဘူးသူတို့ဒီလိုမျိုးကိုပြောချင်တာက မင်းတို့တဲ့အိုချိုရဲ့အော်မှာမနေချင်းလို့မင်းတို့ကိုတိုးလန်ဖို့အတွက်ထွက်နေကြတာသူတို့သူတို့နိုင်ငံသူတို့ပြည်သူတွေအားလုံးကမင်းတို့တွေကိုမောင်းထုတ်ပြီးပြီဆိုလို့ရှိရင်ပြန်ပြီးတော့လာပါပဲသူတို့လာရင်တော့မှကျွန်တော်ကောကောလေးလုံးဝကအကျိုးစုခံပြီးတော့လာတော့မှလာပြီးသူများနိုင်ငံကိုနေမှလည်းမဟုတ်ဘူးအဲ့သူများနိုင်ငံဒီတဲမှာပြောသွားရှိပါတယ်အမေရိကန်ကဒီနိုင်ငံကပေါ့နော်အလေးပတ်ဗီဇာတွေကိုအကုန်လုံးအပေးမယ်ဒီလိုမျိုးကိုအာနေအမျိုးမျိုးနဲ့လုံနေတဲ့ချိန်မှာဒီကောင်တွေကဒီလိုမျိုးကိုအာ ဖြစ်နေတယ်ဆိုတော့ဘာညာဘောနော်ပြောနေတာဘယ်လိုပဲဖြစ်ဖြစ်နိုင်မြန်မာနိုင်ငံကိုသူတို့လာရလန့်ကိုပြပြီးတော့ပို့မယ်ဆိုရင်ရှိဆိုရင်တောင်မှကျွန်တော်တို့မြန်မာနိုင်ငံမှာအာနေစီယာအများကြီးပါဘလူးတွေနေမှာနေလဲနေမလဲဆိုရှင်ကျွန်တော်တို့အုတ်ချုပ်ဒိုလိုင်းတော့ဖို့အုတ်ချုပ်နေရမှာအများကြီးရှိပါဒီလိုမျိုးနေရမှာနေရသူတွေလည်းအခုလက်ရှိမှာနေရသူတွေအများကြီးနော်လက်ရှိနေရသူတွေအများကြီးပြီးရင်ကျွန်တော်တို့ဒိုလိုင်းတော့ထန်းနိုင်ငံမှာရောက်နေတဲ့အနုပညာရှိတွေဟာတအနုပညာရှိတွေအများကြီးပဲ မြန်မာနိုင်ငံကနေသွားပြီးတော့ထက်နေကိုခဏသွားလိုက်ပြီးရင်မင်းတို့တွေကိုစိုးဖို့အတွက်ခဏသွားလိုက်ဒီလိုမျိုးကိုလုံးနေကြတာမင်းတို့တွေကတော့မင်းတို့တွေကသာနေစရာမရှိတာမကြခင်လာမယ်မင်းတို့ရှိတဲ့နေရာမကြခင်လာမယ်ဘေးပြီးမလဲရုရှားပြီးမလားမပြီးဘူးလားဒါပဲရှင်းစားတရုတ်ပြီးမလားမင်းတို့လမ်းနှလမ်းမရှိတယ်ဒီကောင်ကတော့တရုတ်ပြီးလို့မရဘူးဘာလို့လဲဆိုရှင်တရုတ်ကအမေရိကန်စုံနေတဲ့အတွက်ကြောင့်တရုတ်ကလည်းဝန်ခံမလို့အဝန်ခံမလဲမထင်ဘူးသူတို့ရုရှားသွားရင်သွားဒီလိုမျိုးနေရာကိုမင်းတို့ပြီးရမယ်အမှန်ဆိုရင်တော့ကျွန်တော်တို့က မင်းတို့ဘလို့ပဲရက်စေးရက်စေးတယ်လို့ပြောမင်းတို့ lottery ချိန်မှာလာပြီးတော့လဲလာခိုးလာမှာမဟုတ်ပါဘူးဆိုတော့ကိုပြောပြချင်တာဖြစ်ပါတယ်ဆိုတော့ဒီဟာကတော့ဒီနေ့ညနေဒီမနေ့ခင်းမှာရရှိထားတဲ့တရင်ထူတွေကိုတက်နေတယ်လို့အချင်းချင်းပြီးတော့တင်ဆက်ပေးပြီးတော့ပြုသက်မှန်တွေကိုကျွန်တော်ကြည့်ရတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအမင်းနဲ့ကြည့်ရှုအပ်နေကြတူလံပြီသူများအားလုံးကိုလည်းကိုယ်ကြမှာချင်းဆက်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ thank you